Hello အားလုံးပဲမင်္ဂလာပါကျမကတော့ Kisna Plus Kawi ပဲဖြစ်ပါတယ်ကျမဒီနေ့ဒီဗီဒီယိုမှာဗာเจ้าကိုပြပြပေးမလဲဆိုလို့ရှိရင်ကျမတို့ဒီဂျပန်မှာပေါ့နော်ဒီတနည်းနည်းနည်းအတွဲမှာစတင်ဖွင့်ပေးတော့မယ်စနစ်အသစ်ဖြစ်တဲ့ဒီ visa အသစ်တစ်ခုအကြောင်းကိုပြပြပေးချင်ပါတယ် ဂျပန်မှာဆိုလို့ရှိရင်ပေါ့နော်ဒီ1993ခုနှစ်လောက်ကလေးကစခဲ့တဲ့ဒီစနစ်တစ်ခု ဖြစ်တဲ့ Gino Jishu Se ပေါ့နော်စနစ် training visa နဲ့လူခေါ်တာကို2028ခုနှစ်ဒီ6လပိုင်းမတိုင်ခင်မှာပေါ့နော်မခေါ်တော့ဘူးဒီစနစ်ကိုပယ်ဖြတ်ပြီးတော့ Ikuse Shuro ဆိုတဲ့ เนาะဒီစနစ်အသိကိုဖွင့်ပေးမယ်လို့သိရတယ်ပေါ့เนาะအခုလက်ရှိမှာတော့ဒီစနစ်တင်နဲ့ပတ်သက်ပြီးတော့ပြင်ဆင်နေကြတော့မယ်ဖြစ်တယ်ပေါ့เนาะဘရော့ဆပြီးတော့ဖွင့်ပေးမလဲဆိုတော့အတိအကျတော့မသိရသေးပေမဲ့ဒီဂီနိုကြည့်ရှုစေးစနစ်ကတော့2029မှာဖြတ်သိမ်းမယ်ပေါ့เนาะအဲ့တော့အဲ့ဒီမတိုင်ခင်တော့ပေါ်လာမယ်ဆိုပြီးတော့ခံမှန်းရရတယ်ပေါ့เนาะအဲ့တော့ဒီလိုမျိုးစနစ်အသိပြောင်းသွားမယ်ဆိုလို့ရှိရင်ဘလို့တွေဖြစ်နိုင်လဲဘလို့အပြောင်းလဲတွေရှိလဲဆိုတော့ကိုဒီဗီဒီယိုမှာအသေးစိတ်ပြောပြပြီးသွားပါမယ်အဲ့တော့အရင်ဆုံး ်ပြောချင်တာကတော့ဒီစနစ်ကဂျပန်မှာအလုံးလုံးချင်နေသူတွေအခုလက်ရှိဂျပန်မှာအလုံးလုံးနေကြတဲ့သူတွေအတွက်အရန်အရန်အရန်ဟိုကောင်းနေစနစ်ဆိုတာတော့ကြိုပြီးတော့ပြောချင်ပါတယ်ကဲဒါဆိုလို့ရှိရင်စနစ်အသက်အကြောင်းကို မပြောခင်မှာ အရင်ဦးဆုံးအခုလက်ရှိစနစ်ဖြစ်တဲ့ဂီနိုဂျီရှူဆေးစနစ်ကိုအရင်ဦးဆုံး ပြောပြပေးခြင်းနေပေါ့နော်ဒီဂီနိုကြည့်ရှူစေးရဲ့ဒီစနစ်ရဲ့ပေါ့နော်ရည်ရွယ်ချက်ကကျွန်မတို့ဒီဖွံ့ဖြိုးဆဲနိုင်ငံတွေကလူတွေကိုခေါ်ပြီးတော့ဂျပန်ကပေါ့နော်နည်းပညာတွေ knowledge တွေ skill တွေပေါ့နော်အဲ့လိုမျိုးတွေကို train ပေးတယ်လေ့ကျင့်ပေးရဲဒါပေမဲ့သူတတ်မှတ်ထားတဲ့ကာလတစ်ခုပြီးသွားတဲ့အခါကျလို့ရှိရင် ကိုယ်နိုင်ငံကိုပြန်ပြီးတော့ကိုတက်မြောက်ထားတဲ့နည်းပညာတွေ skill တွေကိုအသုံးချပြီးတော့ကိုယ့်ရဲ့နိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ဆိုရင်ရည်ရွယ်ချက်နဲ့1993ခုနှစ်လ ောက်ထဲကဒီစနစ်ကိုအစပြုခဲ့ရပေါ့နော်အဲ့တော့ဒီနောက်ပိုင်းမှာလည်းအမျိုးမျိုးအပြောင်းလဲတွေတော့ရှိတော့ရှိခဲ့ပေမဲ့ဒါပေမဲ့အခုဆိုလို့ရှိရင်2029 6လပိုင်းမတိုက်ခင်မှာဒီစနစ်ကိုလုံးဝဖြတ်သိမ်းတော့မယ်ဆိုပြီးတော့ပေါ့နော်သူတို့ကပြောခဲ့တယ်အဲ့တော့ဒီ2024ခုနှစ်6လပိုင်းပေါ့နော်မနေ့က6လပိုင်း14ရက်နေ့မှာဒီစနစ်အစ်စ်မှာပေါ့နော်ဘာတွေပြောင်းသွားမလဲဆိုရဲဒီ proposal တခုကိုတာဝန်ရှိသူတွေကတင်ပြခဲ့ကြရယ်ပေါ့နော်အဲ့ဒီအထက်ထဲမှာဘာတွေပါလဲဆိုတာကို အသေး စိတ်ပြောပြပေးမယ်ဆိုပေမဲ့အခုလက်တလုံးမှာဒါကအတီးပြုတ်တရားမျိုးတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ဒီနှစ်2025လေးလပိုင်းနောက်ပိုင်းဒါမှမဟုတ်လို့ရှိရင်ဒီ2026လေးလပိုင်းနောက်ပိုင်းလောက်မှအတီးပြုတ်ပြီးတော့ပေါ့နော်တရားဝေဒီစနစ်အစ်စ်ကိုစတင်မယ်ဆိုပြီးတော့သိရတယ်အဲ့တော့ဒီဗီဒီယိုမှာပြောမယ့်အကြောင်းအရာတွေကဒီနောက်ပိုင်းမှာအနေငယ်ပြောင်းလဲသွားနိုင်ခြေရှိရဲဆိုတာကိုတော့ကြိုပြောချင်တယ်ပေါ့နော်ဒါပေမဲ့ဘာတွေဘလို့တွေပြောင်းလဲမလဲဆိုတာကိုကိုကကြိုပြီးတော့သိထားရဲဆိုလို့ရှင်တော့ပ ြင်ဆင်စရာရှိတာပြင်ဆင်လို့ရတာပေါ့ကဲအဲ့ဒါဆိုလို့ရှိရင်ဘာတွေပြောင်းလဲသွားလဲပေါ့နော်နံပါတ်1ပြောင်းလဲသွားတာကစနစ်ရဲ့ရည်ရွယ်ချက်ကပြောင်းလဲသွားတယ်ပေါ့နော်ဒီဂီနိုကြီးရှုစေမာတော့ကခုနအစတော့ပြောခဲ့သလိုပဲဂျပန်ရဲ့နီးပညာတွေ knowledge တွေ skill တွေကိုအလုပ်သမားတွေကို train ပေးတယ်ပြီးတော့အလုပ်သမားတွေကနေပြီးတော့ရတဲ့ skill တွေ knowledge တွေကိုအသုံးချပြီးတော့ကိုယ့်နိုင်ငံမှာ ပြန်ပြီးတော့ ဖွင့်ပြိုးတိုးတက်အောင်လုပ်မယ်ဆိုရယ်ရည်ရွယ်ချက်နဲ့ကြာအောင်ဖွင့်ပေးခဲ့တယ်။ဒါပေမဲ့စနစ်သစ်ဖြစ်တဲ့ဒီ Ecose Shuro ဆိုတဲ့ဒီစနစ်အသစ်ကကြာတော့ကိုယ်နိုင်ငံမှာပြန်အကျိုးပြုဖို့အတွက်မဟုတ်တော့ဘူးပေါ့နော်။ဒီ Ecose Shuro Visa နဲ့တက်တန်းပြီးသွားလို့ရှိရင်ဒီ Tokuteki no အမှတ်စတင်နဲ့ဆက်ပြီးတော့အလုံးလုံးနိုင်အောင် train ပေးမဲ့ရည်ရွယ်ချက်နဲ့ဒီစနစ်ကိုပြောင်းလဲလိုက်တာဖြစ်တယ်။အခုမှတူခုတေးကီနိုနဲ့သူเนี่ยအချိတ်ဆက်မိသွားတာပေါ့နော်။ ဲ့တော့ဂီနိုဂျီရှူဆေးစနစ်ကပေါ့နော်ဂီနိုဂျီရှူဆေးဗီဇာကကိုယ်နိုင်ငံမှာပြန်အသုံးချမယ်ဆိုရင်ရည်ရွယ်ချက်နဲ့သူတို့ကလုတ်ခဲ့ပေမဲ့တကယ်လက်တွေ့မှာတော့အဲ့လိုမျိုးဖြစ်မနေဘူးပေါ့နော်ဆိုတော့ ထောက်ပြချက်တွေပြဿနာတွေလည်းရှိနေတာကြောင့်ကိုဂျပန်ကိုယ်တိုင်ကလည်းဒီသူ့ကိုယ်တိုင်ကိုကဒီသူ့နိုင်ငံအလုပ်သားရမလုံလောက်ဘူးဆိုရယ်ပြဿနာကိုလည်းအခုလက်ရှိမှာရင်ဆိုင်နေတဲ့အတွက်ကြောင့်မလို့သူတို့နိုင်ငံအတွင်းမှာပဲဒီပေါ့နော်နိုင်ငံသားတွေ train ပေးပြီးတော့သူတို့နိုင်ငံအတွင်းမှာပဲအလုပ်ဆက်ပြီးတော့ပေးသွားတော့မယ်ဆိုပြီးတော့ပြောင်းလဲလိုက်တာပေါ့နော် ပြီးတော့နမနဲ့ပြောင်းလဲသွားတာကဒီလက်ခံသွားမယ်လုပ်ငန်းအမျိုးအစားတွေလည်းပြောင်းလဲသွားမယ်ပေါ့နော်ဂီနိုချီရှူစင်းမှဆိုလို့ရှိရင်လုပ်ငန်းအမျိုးအစား60ပြီးတော့လို့ရစပြောပေါ့နော်အလုပ်ပေါင်း165မျိုးကိုလက်ခံပြီးတော့ဒီဗီဇာနဲ့အလုပ်သမားတွေကိုခန့်တယ်အဲ့တော့ကိုလုပ်မဲ့အလုပ်ကသူတို့သတ်မှတ်ထားတဲ့လုပ်ငန်းအမျိုးအစား60ထဲမှာပါတယ်ဆိုလို့ရှိရင်တော့ဂီနိုချီရှူစင်းဗီဇာနဲ့အလုပ်လုပ်လို့ okay ဒါပေမဲ့စနစ်အသစ်ဖြစ်တဲ့ Ecuse Shuro စနစ်မှာဆိုလို့ရှိရင်တော့ဒီ Ecuse Shuro Visa နဲ့တက်တန်းပြီးသွားလို့ရှိရင်သူက Tokutake no Amazon တစ်ကိုကူပြောင်းပြီးတော့ဂျပန်မှာပဲဆက်လုပ်ဖို့ကိုရည်ရွယ်ထားတဲ့အတွက်ကြောင့်မလို့ဒီ Tokutake no Amazon တစ်မှာလက်ရှိ လက်ခံပေးတဲ့လုပ်ငန်းအမျိုးအစားပေါ့နော်အခုဆိုလို့ရှိရင်လုပ်ငန်းအမျိုးအစား16မျိုးပေါ့နော်လုပ်နိုင်တယ်ပေါ့နော်အဲ့ဒီလုပ်ငန်းအမျိုးအစားကိုပဲဒီ ecuse shuro visa နဲ့လုပ်လို့ရမယ်ပေါ့နော်အဲ့တော့ဒီ tokutei no amazon တဲ့ရဲ့လုပ်ငန်းအမျိုးအစား16မျိုးသိချင်တယ်ဆိုလို့ရှိရင်တော့ကျမရဲ့အရှိဗီဒီယိုလေးမှာတင်ထားပေးရပေါ့နော် comment box လေးမှာလည်းဗီဒီယိုလေးရဲ့ link လေးကိုတင်ထားပေးမှာမို့လို့ကြည့်ကြည့်လိုက်ပေါ့နော် အဲ့တော့ဒီနေရာမှာတခုသိထားရမှာကဒီဂီနိုဂျီရှူးဆေးဗီဇာနဲ့ကိုကစူပါမားရောင်းဖို့ပေါ့နော်စူပါမားကတ်မှာရောင်းဖို့ဒီဖန်တိုးတွေပေါ့နော်အစားအသောက်တွေပြင်ပေးရတဲ့အလုပ်ငန်းမျိုးဆိုအလုပ်မျိုးစားဆိုလို့ရှိရင် ဂီနိုကြည်ရှူးဆေးမှာသတ်မှတ်ထားတဲ့လုပ်ငန်းအမျိုးအစား60ရေမှာပါတဲ့အတွက်ကြောင့်မလို့ဒီဂီနိုကြည်ရှူးဆေးဗီဇာနဲ့အလုပ်လုပ်လို့ OK တယ်။ဒါပေမဲ့အဲ့ဒီဘန်တိုးပြင်နေပေါ့နော်ဒီအစားအသောက်ပြင်နေအလုပ်ကသူ့ရဲ့နောက်ဆုံးအဓိကရည်ရွယ်ချက်ကစူပါမားရောင်းဖို့ဆိုတဲ့လုပ်ငန်းအမျိုးအစားပေါ့နော်စူပါမားကတ်စီးပွားရေးဆိုတဲ့လုပ်ငန်းအမျိုးအစားဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီလုပ်ငန်းအမျိုးအစားကတိုကူတေးဂီနိုအမတ်စင်တက်မှာလုပ်လို့ရတဲ့လုပ်ငန်းအမျိုးအစား16မျိုးထဲမှာမပါနေဘူးပေါ့နော် အဲ့တော့ဘန်းတို့လောက်တာချင်းတူနေပေမဲ့သူ့ရဲ့ business ကစူပါမားကတ်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒါဟုတ် ecosystem show ro visa နဲ့လက်မခံအောင်ပေါ့နော်အဲ့တော့ဒီလိုမျိုးလုပ်ငန်းအမျိုးအစားမျိုးဆိုလို့ရှိရင် ecosystem show ro visa နဲ့ဂျပန်မှာအလုပ်လုပ်လို့မရအောင်အဲ့ဒါကြောင့်မလို့ကိုကဒီ ginoji show စေတုံးကလက်ခံခဲ့ဥမာ test style အလုပ်တွေပေါ့နော်အထယ်လေးလုပ်ငန်းတို့ ကွန်ကရစ်နဲ့ဆိုင်တဲ့ပစ္စည်းတွေထုတ်လုပ်ပေးတဲ့လုပ်ငန်းမျိုးဆိုလို့ရှင်တော့ Ecose Shuro Visa နဲ့လူခေါ်လို့မရဘူးပေါ့နော်။နောက်နံပါတ်3ပြောင်းလဲသွားတာကဘာလဲဆိုလို့ရှင်နောက် Visa ဆက်ပြီးတော့ကူပြောင်းဖို့လိုအပ်ချက်တွေပြောင်းလဲသွားတယ်ပေါ့နော်။အဲ့တော့ဒါကိုတော့ပုံလေးနဲ့ကျွန်မရှင်းပြမယ်ပေါ့နော်။ Gino Jishu Se Visa နဲ့လာမဲ့သူတွေဆိုလို့ရှင်ပထမဦးဆုံး Gino Jishu Se အမှတ်စဉ်1ပေါ့နော်။အဲ့အမှတ်စဉ်1မှာဆိုလို့ရှင်ပထမဦးဆုံး Visa တက်တာတက်နှစ်ရတယ်ပေါ့နော်။အဲ့တော့ဒီအမှတ်စဉ်1 Gino Jishu Se အမှတ်စဉ်တင်းနဲ့အလုံးလုံးဖို့အတွက်ဆိုလို့ရှိရင်ကျမတို့ဂျပန်စာ6လနဲ့အထက်တင်ထားရမယ်ဒါမှမဟုတ်လို့ရှိရင်နိုင်360နဲ့အထက်ဂျပန်စာလေ့လာထားလို့ရှိရင်လက်ခံနေပေါ့နော်ဒီဂီနိုဂျီရှုစေးအမှတ်စဉ်တင်းနဲ့ဒီဂျပန်မှာအလုံးလုံးလို့ရတယ်ဒါမှမဟုတ်ကုမ္ပဏီတွေကတော့သူတို့ R5 တို့ R4 တို့ခေါ်တာတွေလည်းရှိတယ်ဆိုပေမဲ့ဒီတတ်မှတ်ထားတာကတော့ဒီဂျပန်စာ6လနဲ့အထက်နဲ့နိုင် 360အထက်ဂျပန်စာတင်ထားတယ်ဆိုလို့ရှိရင်တော့ရတယ်ပြီးတော့အဲ့ဒီတက်တန်းတစ်နှစ်ပြီးသွားလို့ကုမ္ပဏီကစက်ခတ်မယ်ဆိုလို့ရှိရင်ကျမတို့ Gino Jishu စအမှတ်စဉ်နှစ်ပြောင်းပြီးတော့ဗီဇာနှစ်နှစ်ထပ်ရတယ်ပေါ့နော်အဲ့တော့ဒီအမှတ်စဉ်နှစ်ပြောင်းဖို့အတွက်ဆိုလို့ရှိရင်ကျမတို့က Gino Kante စာမေးပွဲပေါ့နော် Kihon Q ပေါ့နော်အခြေခံအဆင့်ကိုအောင်းထားမှရမယ်ပြီးတော့အဲ့ဒီနှစ်နှစ်ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့နိုင်ငံကိုပြန်မလာဓမ္မမဟုတ်လို့ရှိရင်ဂျပန်မှာပဲဆက်လုပ်မယ်ဆိုလို့ရှိရင်တော့အမှတ်စဉ်၃ကိုဆက်ပြီးတော့ရှောက်လို့ရတယ် ဲ့တော့ Gino Jisoo စေအမှတ်စဉ်3မှာဆိုလို့ရှိရင်ဗီဇာနှစ်နှစ်ထပ်ရရဲပေါ့နော်အဲ့အမှတ်စဉ်3ရဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်က Gino Candy စာမေးပွဲ Thank you ပေါ့နော် Level 3ကိုအောင်ထားမှရမယ်အဲ့တော့အဲ့ဒီ3နှစ်ပြီးသွားလို့ရှိရင်မြန်မာပြန်ပြီးတော့ကိုယ်နိုင်ငံအတွက်အကျိုးပြုမလားဒါမှမဟုတ်လို့ရှိရင်ဆက်ပြီးတော့အလုံးလုံးချင်သေးတယ်ဆိုလို့ရှိရင်တော့ကိုခန့်မဲ့ကုမ္ပဏီရှိခဲ့တယ်ဆိုလို့ရှိရင်တိုကူတီကီနိုအမှတ်စဉ်1နဲ့ဆက်ပြီးတော့လုပ်လို့ရတယ် ဲ့တော့ဂီနိုကြည်ရှုစေးကခုနကတော့ကပထမတစ်နှစ်နှစ်နှစ်သုံးနှစ်နဲ့စုစုပေါင်း၅နှစ်အလုတ်လုတ်လို့ရရဲဆိုပေမဲ့အဲ့အတော်အတွင်းမှာလုံးဝလုံးဝအလုတ်ပြောင်းလို့မရဘူးပေါ့နော်အဲ့တော့ကိုယ့်ရဲ့အလုတ်ရှင်ကကုမ္ပဏီကကိုယ့်အပေါ်မှာပေါ့နော်ဒီ harassment တွေပေါ့နော်ညှဉ်းပန်းနှိပ်စက်တာမျိုးတွေဒါမျိုးတွေရှိတယ်ဆိုလို့ရှိရင်ကိုကမတက်နိုင်ဘူးပေါ့နော်အလုတ်ပြောင်းလို့မရတဲ့အတွက်ကြောင့်မလို့အဲ့တော့စနစ်သစ်ဖြစ်တဲ့ ikusei shuro visa မှာဆိုလို့ရှိရင်သူက ဒီဗီဇာနဲ့လာခြင်းနဲ့ဆိုလို့ရင် Jill PT and file မှာအောင်ထားမှရမယ်ပေါ့နော်ပြီးတော့ Ecuse Shuro ဗီဇာကတခါတည်းသူက၃နှစ်ဗီဇာရမယ်ပေါ့နော်ဒါပေမဲ့ Ecuse Shuro ဆိုတဲ့အတိုင်းပဲပေါ့နော်လုံသားပြုစုပြိုးထောင်ပေးတဲ့ရည်ရွယ်ချက်နဲ့ဒီဗီဇာကိုလုတ်ခဲ့အတွက်ကြောင့်မလို့အလုံးလုံးတဲ့တနှစ်အတွင်းမှာသူကဒီ Gino Kente စာမီးပွဲပေါ့နော်အဲ့ဒီရဲ့ Key Home Q ပေါ့နော် အခြေခံ level အဆင့်ကိုအောင်ထားမှရမယ်ပေါ့နော် အဲ့တော့ဒီ eco say show ရောဗီဇာနဲ့တက်တန်းသုံးနှစ်ပြီးသွားလို့ရှိရင်တိုကူတေကီနိုအမတ်စင်တက်နဲ့ဆက်ကူပြောင်းမျိုးအလုံးဆက်လုံနိုင်တယ်ပေါ့နော်အဲ့တော့တိုကူတေကီနိုအမတ်စင်တက်ကိုကူပြောင်းမှုအတွက်ပေါ့နော်အဲ့ဒီဗီဇာရဖို့အတွက်ဆိုလို့ရှိရင်ကျမတို့ကဒီ GFT စာမေးပွဲပေါ့နော်နီဟွန်ဂိုနိုရီယိုကူစာမေးပွဲ A2 level ပေါ့နော်ဒါမှမဟုတ်လို့ရှိရင် JLPT N4 ပေါ့နော်ပြီးတော့ကျမတို့ဂီနိုခင်တီ thank you ပေါ့နော်ဂီနိုခန်တီစာမေးပွဲကို level 3တို့မဟုတ်တက်ဆိုင်ရာလုပ်ငန်းအမျိုးအစားရဲ့တုခုတေခိနိုအချိကောပေါ့နော်တုခုတေခိနိုအမှတ်စဉ်1ရဲ့စာမေးပွဲကိုအောင်ထားတယ်ဆိုလို့ရှိရင်တော့သူကတုခုတေခိနိုအမှတ်စဉ်1နဲ့အလုံး9နှစ်လောက်ခွင့်ရှိရယ်ပေါ့နော်အဲ့တော့တုခုတေခိနိုအမှတ်စဉ်1နဲ့ဗီဇာတက်တန်းပေါ့နော်9နှစ်ပြီးသွားလို့ရှိရင်ကျမတို့ကသူ့ထက် level တစ်ခုမြင့်နဲ့တုခုတေခိနိုအမှတ်စဉ်1နဲ့အလုံးဆက်ပြီးတော့လုပ်လို့ရတယ်ဒါပေမဲ့တုခုတေခိနိုအမှတ်စဉ်1နဲ့အလုံးလုပ်ဖို့အတွက်ဆိုလို့ရှိရင် င်ကျမတို့က JFT စာမေးပွဲပေါ့နော် B1 ဒိုမန်ဟုတ် DGLPT N3 အောင်ထားမှရမယ်ပြီးသွားလို့ရှိရင် ခုနက Gino Kente စာမေးပွဲ EQ ပေါ့နော် Level 1ဒိုမန်ဟုတ်ဒီတက်ဆိုင်ရာလုပ်ငန်းအမျိုးအစားရဲ့ Tuktekino အမှတ်စဉ်1ရဲ့စာမေးပွဲကိုအောင်ထားပြီးတော့ကိုကိုအလုတ်ခတ်မဲ့ကုမ္ပဏီကရှိရဲဆိုလို့ရှိရင်နှစ်အကန့်အသတ်မရှိဂျပန်မှာအလုတ်လုပ်နိုင်တယ်တိုကူတေကီနိုအမတ်စင်နှစ်နဲ့ဗီဇာရပြီဆိုလို့ရှိရင်သူတို့တတ်မှတ်ထားတဲ့အချက်တွေနဲ့ကိုက်ညီရဆိုလို့ရှိရင်အမြဲတမ်း နေထိုင်ခွင့်တွေရှောက်လို့ရတာတွေကိုယ့်ရဲ့အိမ်နောင်ဘက်ကိုခေါ်လို့ရတာတွေကိုယ့်ရဲ့သားသမီးတွေကိုလည်းခေါ်လို့ရတယ်ပေါ့နော်အဲ့တော့ပြောချင်တာကဂီနိုဂျီရှူဆေးရဲ့စနစ်ပေါ့နော်အဲ့ဒီစနစ်ကအရင်ကမြန်မာပြည်မှာပြန်အသုံးချဖို့အတွက်ရည်ရွယ်ပြီးတော့ပေါ့နော်လုတ်ခဲ့အတွက်ကြောင့်မလို့ဂျပန်စာကတော့မက်လို့ဒါပေမဲ့အီကူဆေးရှူရိုးစနစ်ကကြတော့ဂျပန်အတွင်းမှာအလုတ်သမားတွေကိုနှိရှိရှိနဲ့လုတ်စီချင်းနဲ့ဆိုတဲ့ဒီရည်ရွယ်ချက်နဲ့ပေါ့နော်ဒီစနစ်ကိုဖွင့်ပေးတဲ့အတွက်ကြောင့်မက်လို့ဂျပန်စာ level တွေလည်းမြင့်လိုက်တာတွေ့ရတယ်ပေါ့နော်နောက်နံပါတ်၄ပြောင်းလဲသွားတဲ့ အချက်ကတော့အလုတ်ပြောင်းလို့ရရပဲပေါ့နော်ဒါကအလုတ်သမားတွေအတွက်အကောင်းဆုံးလို့ပြောလို့ရတယ်ပေါ့နော်ဂီနိုဂျီရှူးစေးစနစ်မှာရှိအားနေချက်တွေကိုသူတို့ကပြောင်းလဲပေးလိုက်တာပေါ့နော်အဲ့တော့ဂီနိုဂျီရှူးစေးမှာဆိုလို့ရှိရင်အရှိမပြောခဲ့သလိုပဲအလုတ်ပြောင်းလို့မရဘူးအီခူစေးရှူရိုစနစ်မှာပေါ့နော်အီခူစေးရှူရိုဗီဇာနဲ့မှာဆိုလို့ရှိရင်အလုတ်ပြောင်းလို့ရတယ်ဒါပေမဲ့သူကတတ်မှတ်ချက်တွေကရှိရယ် ကုမ္ပဏီတစ်ခုမှာတစ်နှစ်နဲ့အထက်အလုပ်လုပ်ရမယ်ပြီးသွားလို့ရှိရင်ကျွန်တော်ဂီနိုခင်တေးစာမေးပွဲပေါ့နော်ဒီခီဟွန်ကူပေါ့နော်အခြေခံအဆင့်ကိုအောင်ထားမယ်ပြီးသွားလို့ရှိရင်နီဟွန်ကိုနိုဒီယိုကူခင်တေးစာမေးပွဲပေါ့နော် GFT စာမေးပွဲ A1 နဲ့အထက်ပေါ့နော် GLPT နဲ့ပြောမယ်ဆိုရင် N5 နဲ့အထက်အောင်ထားမယ်ဆိုလို့ရှိရင်ဒီအလုပ်ပြောင်းလို့လည်းရတယ်ပြီးရင်ရှိသေးရဲ့ပေါ့နော် Ecuse Shuro Visa နဲ့အလုပ်လုပ်နေတယ်ဒီနှစ်နှစ်အတွင်းမှာကိုကနိုင်ငံကိုပြန်သွားမယ်နိုင်ငံကိုပြန်သွားပြီးတော့မှကိုကဂျပန်မှာပြန်ဆက်လုပ် ချင်တယ်ဆိုလို့ရှိရင်ကိုကအရင်ကလုပ်ခဲ့တဲ့ပေါ့နော်နေပယ်မဟုတ်ပဲနဲ့အခြားမတူတဲ့လုပ်ငန်းအမျိုးအစားနဲ့ထပ်ပြီးတော့ Ecosay Shuro Visa နဲ့ကိုကိုခန့်မဲ့ကုမ္ပဏီရှိရဆိုလို့ရှိရင်ဂျပန်ကိုလာပြီးတော့အလုပ်ပြန်လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီပြောင်းလဲချက်က တော်တော်လေးကိုကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော် ပြီးတော့နံပါတ်5ပြောင်းလဲသွားတာကတော့ဒီနိုင်ငံခြားသားတွေကိုထောက်ပံ့ကူညီပေးတဲ့ဟာကတော့နိုင်ငံပြောင်းလဲမှုရှိရပေါ့နော်ဥပမာဂီနိုဂျီရှုဆေးမဆိုလို့ရှိရင်ကျမတို့ဂိုင်းကုကုချင်းဂီနိုဂျီရှုခိကိုဆိုတဲ့အဖွဲအစည်းရှိရပေါ့နော်အဲ့အဖွဲအစည်းကဒီနိုင်ငံခြားသားတွေပေါ့နော်ဒီဂီနိုဂျီရှုဆေးနဲ့အလုပ်လုပ်တဲ့နိုင်ငံခြားသားတွေကိုဒီစီမံအုပ်ချုပ်တဲ့အဖွဲပေါ့နော်အဲ့တော့ Eco Sea Shore တို့ဒီစနစ်မှာဆိုလို့ရှိရင်အဲ့ဒီအဖွဲကိုပဲသူတို့အသက်ပြန်လဲဖွဲ့စည်းပြီးတော့ဒီနိုင်ငံခြားသားတွေကိုထောက်ပံ့ကူညီပေးဖို့ပို့ပြီးတော့ညှင့်တင်ပေးမယ်လို့ သိရတယ်ပေါ့နော်နောက်ပြီးတော့လဝကအနေနဲ့ပေါ့နော် new can အနေနဲ့လည်းဒီတည်တည်ချာချာတင်းတင်းကြပ်ကြပ်နဲ့စစ်ဆေးမယ်ဆိုပြီးတော့လည်းသိရတယ်ဒါပေမဲ့အလုတ်တမားရိဘက်မှာဆိုလို့ရှိရင် rodo kitchen khan to khu show ဆိုတဲ့အလုတ်တမားကြီးကြပ်ရေးဖွဲ့စည်းပေါ့နော်အဲ့အဖွဲ့အစည်းကလည်းအလုတ်တမားရိပေါ်မှာဒီအလုတ်ရှင်တွေကမတရားသဖြင့်အလုတ်တွေခိုင်းနေတာမျိုးတွေတရားမဝင်အလုတ်ခိုင်းနေတာမျိုးတွေရှိတယ်ဆိုလို့ရှိရင် rodo kitchen khan to khu show ကိုဒီ တိုက်မယ်ဆိုလို့ရှိရင်တိတိချာချာအရင်ကထက်ပိုပြီးတော့စစ်ဆေးမယ်လို့သိရတယ်ပေါ့နော် အဲ့တော့ဒီနေ့ဒီဗီဒီယိုမှာဆိုလို့ရှင်ကီနိုဂျီရှူစေးစနစ်ကနေပြီးတော့ ikusei shuro စနစ်ကိုပြောင်းလို့ရှင်ဘာတွေပြောင်းလဲနိုင်ခြင်းရှိလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်မပြောပြပေးခဲ့တာဖြစ်ပါတယ်။အချိန်မှာပြောခဲ့သလိုပဲပေါ့နော်ဂျပန်ဘက်ကလည်းစနစ်တွေကိုတဖြည်းဖြည်းသူတို့ရဲ့အားနည်းချက်တွေကိုပြုပြင်ပြောင်းလဲတာတွေလည်းတွေ့ရတယ်။ဒီအနာဂတ်မှာဆိုလို့ရှင်လည်းနိုင်ငံသားတွေနှစ်အကြာကြီးနဲ့ဂျပန်မှာလုပ်ဖို့အတွက်ပေါ့နော်တကယ်လို့အခက်အခဲတွေရှိရတော့ပြဿနာတွေရှိရဆိုလို့ရှင်လည်းတဖြည်းဖြည်းပြောင်းလဲပေးမယ်လို့မျှော်လင့်လို့ရတယ်ပေါ့နော်။အဲ့တော့ကိုရီမြန်မာတွေအနေနဲ့ကလည်းဂျပန် ဆာကိုပို့ပြီးတော့ဒီထက်ပို့ပြီးတော့စ조사ပြီးတော့ကိုယ့်ရဲ့တက်ဆိုင်ရာအလုပ်တွေမှာပို့ပြီးတော့စ조사မယ်ဆိုရင်စ조사တလောက်အခွင့်အလန်းတွေပို့ပြီးတော့ရမယ်လို့ထင်နေပေါ့နော်။ Ecosy Shuro စနစ်ကပေါ့နော်ဒီလိုမျိုးအပြောင်းလဲတွေရှိမယ်ဆိုပေမဲ့ဒီအခုလက်ရှိမှာတော့ဘယ်တော့ပြောင်းလဲမယ်ဆိုတာအတိအကျမသိရသေးဘူးပေါ့နော်။2025ဒီနှစ်ရဲ့၄လပိုင်းနောက်ပိုင်းဒါမှမဟုတ်လို့ရှိရင်2026လေးလပိုင်းနောက်ပိုင်းမှာပေါ့နော် ပြောင်းလဲနိုင်တယ်တို့တော့ခတ်မှန်းလို့ရတယ်ဒါပေမဲ့တကယ်အတီးပြုတ်ပြီးစတင်ပြီးဆိုလို့ရှင်သူတို့ဘက်ကအကျညာချက်တွေတရားဝင်ထုတ်ပြန်လိမ့်မယ်ပေါ့နော်အဲကြလို့ရှင်လည်းဗီဒီယိုလေးလုပ်ပြီးတော့ဒီ knowledge လေးတွေ sharing လုပ်ပေးမှမို့လို့ကျမရဲ့ Facebook page နေနဲ့ YouTube channel လေးကိုလည်း follow and subscribe လုပ်ဖို့မမေ့ပါနဲ့တကယ်လို့တခုတည်းကနိုးနေပဲဖြစ်ဖြစ်ဒီစနစ်တည်းနေပဲဖြစ်ဖြစ်မသိရရှိလို့ရှင်လည်းကျမကိုဒီ comment box မှာဒါမှမဟုတ်လို့ရှင် messenger မှာမေးလို့ရပါတယ်အားလုံးပဲနောက် video မှာပြန်တွေ့မယ်ဘိုင်ဘိုင်